အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာလဲကျွန်တော်တို့ရဲ့ညီကောင်ပေါင်းတို့မတွေကိုဆက်လက်ဖတ်ကြားတင်ဆက်ပေးခြင်းတဲ့စာအုပ်ကလေးကတော့ဆရာမောင်များတို့ရဲ့ပင်လယ်ရေးတာနဲ့ခန်းကြီးလွန်းသည့်နောင်ကျိုးများနဲ့ဆရာဘဝရတ္တဝိထုတို့များစာအုပ်မှာပလဲနဲ့မျက်ရည်တို့အမည်ရတဲ့ရတ္တဝိထုတို့လေးကိုကျွန်တော်ကိုရှိတာမှဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာပလဲနဲ့မျက်ရည်ဂလောင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 ် ဆရာကြီးရုံကမှာကျောင်းသားခေါင်းလောင်းထိုးတန်နေကျောင်းစားတက်ချိန်ကိုစတင်လိုက်ပါသည်ဒုတိယခေါင်းလောင်းထိုးတန်နေကျောင်းသားများနိုင်ငံတော်အလံကိုအလေးပြု၍နိုင်ငံတော်တချင်းကိုပြိုင်လိုတည်ဆိုကြသည်တတိယခေါင်းလောင်းထိုးပြန်သည်ကျောင်းသားများကဩဃာတကတော်ကန်းနှင့်အနန္တောနန္ဒငါးပါးကတော်ချင်းကိုလက်အုပ်ချီလျက်ရွတ်ဆိုကတော်ကြသည်ကျွန်တော်သည်ဆရာများနားနေခမ်းမှထကားသဒုဋ္ဌာတန်ကကိုဝင်လိုက်သည်မင်္ဂလာပါဆရာ မင်္ဂလာပါခလေးတို့ကျွန်တော်ကခလေးများကိုထိုင်ရန်လက်ဖြင့်အချက်ပြလိုက်ပါဖြင့်အားလုံးပြန်ထိုင်ကြသည်နာမည်ခေါ်ကာစင်းဆောင်ကိုဖြင့်၍ကျောင်းသားများကိုကြောင်းတက်မှတည်းအမည်စရင်ခေါ်လိုက်သည်ထို့နောက်မြမစာအုပ်ကိုထုတ်စီ၍စပယ်ယုံကပြားလေးကိုရွတ်ပြကာကျောင်းသားများကိုရွတ်ဆိုစေသည်တဒန်းလုံးအုပ်စုလိုက်အတန်းစဉ်အလိုက်နှင့်တအူးချင်းရွတ်ဆိုစေကာကပြားရဲ့အထိပယ်ကိုစကားပြေပြန်ရေးသားပြသည် ကဗျာနှင့်ပတ်သက်၍ရှင်းလင်းပြောပြပြောပြကလက်တွင်ကန့်ညိနေသည့်မြေမုံများကိုပုတ်သက်ချပြီကလဲထိုင်တွင်ဝင်ထိုင်မိလိုက်ယုံရှိသေးသည်ဆရာဆရာကိုကျွန်တော်လာတွေ့တာခဏလေးတွေ့ခွင့်ပြုပါဆရာဩကိုမျိုးအောင်ပါလားကိုမျိုးအောင်အခန်းထဲဝင်ခဲ့လေကျွန်တော်မဝင်တော့ဘူးဆရာဆရာကိုသာအခန်းပြင်ပမှာစကားတိုးတိုးလေးပြောချင်လို့ပါအေးကိုမျိုးအောင်အရေးကြီးလို့လားဟုတ်ကဲ့ပါဆရာ ကျွန်တော်အခန်းပြင်ဘက်သို့ထွက်လိုက်သည်ကိုမျိုးအောင်နှင့်စာသင်ခန်းနှင့်မနီမဝေးရှိကိုကိုမင်းအောက်သို့သွားကြသည်ကိုမျိုးအောင်အနီးတွင်ရက်ရက်၍ကိုမျိုးအောင်မျက်နှာကိုလှည့်ကြည့်လိုက်သည်ကိုမျိုးအောင်ကမျက်တာမျက်နှာမတမယာနှင့်ကျွန်တော်ကို ပြန်ကြည့်ကပေါက်တူးကိုပြန်လာခေါ်တာပါဆရာသူ့အကိုပလဲဗိတ်ကျောမှာရင်ငုံရင်စုံချောင်ဌာနဆိုင်ရာကကျေးနှံဝင်လာတော့ပါဟာမြင်းဦးရင်ငုံရင်ဆုံးသွားပြီဟုတ်လားကိုမျိုးအောင်ဟုတ်ပါတယ်ဆရာ ဒီနေ့မနေ့ရှင်းနိုင်ကပဲဌာနကအာအိုကြီးစီဘိတ်ပလဲကျုံးကကျင်းနှန်းဝင်နေကျွန်တော်ကသူ့အမေကိုတွားပြီးတည်င်းမပို့ရသေးဘူးသူ့ညီပေါက်တူးကိုသာအရင်ဝင်ခေါ်တာပါဆရာပေါက်တူးကိုသူ့အကိုဆုံးချောင်းဆက်ချင်းအတီမပေးတာကောင်းမှန်ထင်ပါတယ်တမျိုးလှဲ့ပြောပြီးနောက်ဆုံးတည်တည်နဲ့အချိန်ကြာမှာတိပါစီကိုမျိုးအောင်အင်းအဲ့ဒါကောင်းပါတယ်ဆရာဆရာတင့်တော်တို့တာသူ့ကိုပြောပြပြီးဒီနေ့အကြောင်းစာတင်ချိန်ကခွင့်ပြုပေးပါဆရာ စာသင်ခန်းအတွင်သို့နှစ်ဦးသာရှေ့စဉ်နောက်ဆင်းဝင်သွားကြသည်တင်မုံကြီးပေါ်မှရေးသားထားသည့်စာများကိုပေါက်တူးကမြန်မာစာလက်ကျင်ခန်းစာအုပ်တွင်ကုရေးနေသည်ကျွန်တော်ကစာရေးနေသည့်ပေါက်တူး၏ပုံကုန်းကိုအသာလေးပုတ်လိုက်သည်ပေါက်တူးကစာရေးခြင်းကိုရပ်တန့်လိုက်ကကျွန်တော်ကိုမော့ကြည့်လိုက်သည်ကဲပေါက်တူးရေငါတပည့်ကိုရင်ငုတ်ခေါင်းဆောင်ကိုမျိုးအောင်ကခဏလာခေါ်တယ်ကွမင်းအမေကိုပြန်ပြုစုပေးလိုက်ဦးကွဟုတ်လားဒီနေ့ကြောင်းတရက်တော့နားလိုက်ပါ ရေးလက်ဆက်စာအုပ်ကိုသိမ်းပြီးလွယ်အိပ်ပါတခါတည်းယူသွားလိုက်အောင်နော်ကျွန်တော်တပည့်ပေါက်သူသည်နားမလည်နိုင်သည့်မျက်လုံးများဖြင့်ကျွန်တော်ကိုတလဲကိုမျိုးအောင်ကိုတလှည့်ကြည့်ကအကဲခတ်ချာသည်ကိုမျိုးအောင်က ပေါက်သူပခုံးကိုဖတ်၍စာတင်ကမ်းမှ ထွက်သွားသည်ကျောင်းသားအရှုကတီတိုတီတိုလုံနေကြသည်ကျွန်တော်လက်ကပြလိုက်မှအတန်းကပြောင်းငြိမ်ကြသွားသည်စာတင်ကမ်းတွင်မှထွက်ခွာသွားကြသော ပေါက်သူနှင့်ကိုမျိုးအောင်တို့၏ကြောပင်ကိုကျွန်တော်ငေးကြည့်ရင်ပေါက်သူ၏ ်မိသားစုတဘဝရုပ်ပုံလာသည်ကျွန်တော်ဤစိတ်မျက်စီထဲတွင်ဝိုးတဝိုးတော်ဝါပြန်ထင်လာလာစေသည်ပေါတို့နှင့်မြင်းဦးတို့ညီကိုနှစ်ယောက်သည်ခရမ်းမော်ရွာဇာတိချက်မြုံများဖြစ်ကြသည် သူတို့အဖေကိုဖားကြောင့်မှာမြပြင်ရွာသားဖြစ်၍သူ့အမေဒေါ်ရှိစုကခရမ်းမော်ရွာသူမှဖြစ်လေသည်ပေါတို့လေးမွေးတော်အတင်မွေးသည်ထင်၍စုတ်ပြင်းမြင်းမြုပ်ရန်ပေါတို့နှင့် တင်းပေါက်နေစဉ်မှာလူလွန်ကဥဝဲငိုသည် တင်ရွာပြန်ပေါက်တူးလေးဟုချစ်စနိုးခေါ်ကြရမှာပေါက်တူးအမည်တွင်လေတော့ဤဒေါ်ချစ်စုတို့မိသားစုမှာပြည်လေကြသူများဖြစ်၍လယ်ယာမြေများပိုင်ဆိုင်ကြသည်ဒဏီတော်လည်းပိုင်ဆိုင်ကြသည်လူပြိုကာလာသားဘဝအလဲအပတ်သွားရင်ဒဏီရေတောက်သွားရင်ကိုဘကြောင့်နဲ့မချစ်စုတို့လူငယ်တဘာဝချစ်ကြိုက်ပါကြသည်မချစ်စုကိုမြပြင်ရွာသို့ခိုးလာသည်ကိုဘကြောင့်အမေမှာသူ့အဖေဆုံး၍နောက်ယောက်ျားရနေသည်ပထွေးကလက်မခံသဖြင့်သမီးကိုမပြစ်နိုင်သည့် မရှိစုမိပါများကလိုက်လာကခယမ်းမော်ကို ပြန်ခေါ်သွားခဲ့သည်တမီးနှင့်တမတ်ကိုအိမ်ပေါ်တွင်တင်ကြွေးထားသည်ကိုဖားကြောင့်တရားရောက်ခမအာကိုနှင့်အလုတ်ကိုလက်ကြောတင်းအောင်မလုပ်ရှင်ရောက်ခမလည်းလုပ်ငန်းကိုလည်းဝင်မကူအုံလီသားကလေးတကိုင်းကိုင်းနှင့်ဓနိရေခံသည်ရောင်းလဲရောင်းသည်သူလဲတောက်သည်အပေါင်းအသင်းတွေတယုံယုံနှင့်အရက်တောက်သည်လူစုရေဖဲရိုက်ကြသည်ဓနိရေရောင်းရငွေများကိုအကုန်ဖဲရိုက်ပြသည် တနေ့တွင်ဖဲဝိုင်း၌စကားများရန်ဖြစ်ကြရာကိုဖားကြောက်ကမူးမူးနှင့်ဓားဖြင့်ထိုးသည်လူသက်မှုနှင့်ကိုဖားကြောက်ထောင်ကြသည် အမှုအခင်းဖြစ်၍ငွေကြေးကုန်ကြမှုများသည်ချွေကုန်ငွေကုန်လင်ဖြစ်သူထောင်ကြနှင့်ဆွေမျိုးများအလဲတွင်မနေခြင်းတော်သောမချစ်စုသည်တားနှစ်ယောက်ကိုခေါ်၍ကိုဖားကြောက်အမိထံသို့ရောက်လာသည်သူတစ်ပါးချန်နေနေ၍တရင်ကားလုံနေရသဖြင့်သူတို့မိသားစုကိုသူရောက်ခမဖြစ်သူကလက်မခံနိုင်သဖြင့်ကျွန်တော်တို့အိမ်အနီးရှိ ။ဥထုံးဖေတို့အိမ်နောက်ဖက်တွင်ဝါအိမ်ကလေးဆောက်ပြီးနေထိုင်ကြစေသည်။လူမမန်ကလေးနှစ်ယောက်ကိုမချစ်စုကငားယောင်ကျွေသည်။လင်ဖြစ်သူကိုထာဝင်စာတွေ့ကစားတော့စရာတွေပို့ပေးရသည်။လေရန်ကျောင်းသားမြင့်ဦးမှာကျောင်းစာတပိုင်းတစနှင့်ကျောင်းထွက်လိုက်ကသူ့အမေဈေးရောက်ထွက်ဈေးရောက်ထွက်တော့ကလေးကိုထိမ့်ပေးနေရသည်။ထမင်းချက်အိမ်ဆောင်ဖြစ်တော်သည်။ပေါတူတို့မိသားစုကိုတနာထက်သည့်ကျွန်တော်ဇနီးကထမင်းချက်ရန်ဆံမရှိလျင်ချပေးတတ်သည် မုတ်ဘဲတည်ရသာများဝယ်ကြွေးသည်မတ်ကျေစု၅ရောင်နောက်ကျနေပါကသူတို့ညီအကိုကိုအိမ်သို့ခေါ်ထား၍ထမင်းမှာကြွေးထားသည်ပေါတူးတို့ညီအကိုသည်ကျွန်တော်အသားများနှင့်ကစားပေါ်ကစားပတ်ဖြစ်လာလေသည်သူ့အမေ၅ရောင်သွားတိုင်းသူတို့ဝါအိမ်ကလေးကိုပိတ်ထားကအိမ်အိမ်ရှိတွင်ကျွန်တော်အသားများနှင့်ကစားလေရှိသည်ထမင်းစားခြင်းကြလည်းရင်ကျွန်တော်ဇနီးကကျွန်တော်သားများနှင့်အတူထမင်းကြွေးထားသဖြင့်လေးယောက်သားစလုံးတွင်ပကံတွင်ကိုစီနှင့်စားတော့နေလေရှိသည် ဒီလိုနဲ့နှစ်အတန်ကြာသွားတော့အခါကိုဖားကြောင်ထောက်မထွက်လာသည်။သို့သောရခင်အမှုအကျင့်ကိုကလုံးဝပြောင်းလဲခြင်းမရှိပဲသူ့ကိုယ်သူထောင်ထွက်ဖို့ဆိုကာကျဲသွားကျဲသွားနေမိုးရတောက်စားကပန်ဝန်းကျင်ကိုစော်ကားသည်လူမိုက်လုံး၍ဆဲရည်သည်မိမားနှင့်ကလေးတွေကိုအရဖူတောင်းမတောင်းမရလည်းရင်ရိုက်နှက်သည်သူ့အဖေမူလာလည်းရင်ပေါတူးတို့ညီကိုနှစ်ယောက်ကျွန်တော်အိမ်သို့ပြေးချလာတတ်သည် ပုံနေကြသည်မတ်ချေစုကဝေးရသို့ချောင်၍နေလေရှိသည် သူကလေးတွေကိုလက်ခံကြွမွေးထားသည့်ကျွန်တော်တို့ကိုစော်ကားဆဲဆိုသည်။နောက်တော့သူ့ကိုယုံမုန်းလာသဖြင့်ကလေးများကိုပင်ကျွန်တော်တို့လက်မခံရတော့ချေ။မူလာတိုင်းစောင်းမြောင်းဆဲဆိုသဖြင့်ကျွန်တော်တို့နှင့်စကားများကြသည်။ဓားကြီးတကိုင်ကိုင်နှင့်ကျွန်တော်အုံးချန်ထဲမှအုံးမင်ပေါင်များကိုဓားနှင့်ခုတ်ပစ်သည်။ကျွန်တော်ကသူမိန်းမနှင့်ကလေးများကိုတနာ၍ရဲမတိုင်းအမှုလဲမလုပ်ခဲ့ပေ။သူမိန်းမနှင့်ကလေးများကိုကျွန်တော်အလွန်တနာမိသည်။နှမသားချင်းကိုချင်းစာမိသည်။ ဒီလိုနဲ့သုံးနှစ်ခန့်အကြာတွင်သာဝရမိုးရီတောက်စားရံကားမှုတံကိုမခံတော့မခံနိုင်တော့၍လင်မယားတွေအကြီးအကျယ်စကားများရံဖြစ်ကြသည်လူပြိုပေါက်ဖြစ်လာသည့်မြင်းဦးကသူ့အမေကိုနှိပ်စက်တာတဲငင်းမခံနိုင်၍ဖခင်ကိုလက်လွန်ရှင်လွန်ဖြစ်မိထင်၍အဖိုးများကြီးရာခရမ်းပေါ်သို့တွားနေသည်အဖိုးတို့လည်းရာကိုကူလုပ်ပေသည်ဒဏီလီး၍ဒဏီရေရောင်းကအိမ်ကိုဈေးပိုးဆူပေသည်မတ်ရှိစုတရာကိုပါကြောက်၏ ပေဒီဆိုးသောမှုကိုဆက်လက်တင်းကြီးမခံနိုင်တော့ပြင်တားငယ်ကိုခေါ်ကာခရမ်းမော်ရွာတို့ပြန်သွားကလုံးဝပြန်မလာတော့ချီကိုဖားကြောက်ကတော့ဖြင့်ယခင်လူတက်မှုကြောင့်ခရမ်းမော်ရွာတို့ခြေပင်မချောက်ဟုံးတော့တပြင်လိုက်မသွားရတော့ချီဤတို့ဖြင့်ပေါတူးတို့တားမိတဲ့တွေသည်သူ့အဖေကိုဖားကြောက်ဤနှိမ့်ဆက်မှုတံမှကင်းကွာသွားကြရလေသည်ကိုဖားကြောက်တယောက်အင်္ဂလိပ်တစ်လုံးနှင့်နေ့စဉ်မူရခါကြံရင်းခလေတော်သည် ရှောင်းနှစ်ခန်ကြာသွားပြီးနောက်ကိုပေါတူးတို့မိသားစုနဲ့ပေါတူးတို့မိသားစုနဲ့ကွဲကွာသွားခဲ့ရာတနေ့တွင်ဂျိတ်ထောလန်းဆောင်နာရဲ့ပေါတူးအကိုမြင်ဦးနှင့်ပြန်တွေ့သည်မမျော်လင့်ဘဲဆုံမိခဲ့ကြခြင်းဖြစ်သည်တင်တော်ကကြောက်ဖြူမော်ရွာမူလာတန်းကျောင်းမှာဂျိတ်ထောရွာကြီးကျွဲတောက်ကုန်းမူလာတန်းကျောင်းသို့ပြောင်းရွှေ့ရောက်ခါသာဖြစ်သည်မြင်ဦးနှင့်လက်ဖက်ရည်ဆိုင်ထိုင်ပြကြသည်ဆရာအကြီးတို့ညီလေးတွေရောနေကောင်းကြရဲ့လားအေးနေကောင်းကြတယ်ကွာမင်းအမေနဲ့မင်းညီလေးကနေကောင်းကြရဲ့လား ကောင်းကြပါလေဆရာဆရာဒီပြောင်းလာတာဘယ်လောက်ကြာပြီလဲကျွန်တော်ဆရာကိုတွေ့ရတာတိတ်ဝမ်းသာတာပဲဒါနဲ့မင်းကချိန်တော့ကိုဘာလာလောက်တာလဲကွာကျွန်တော်ဒီရောက်နေတာနှစ်ပတ်ရှိသွားပြီလေဟုတ်လားဒါတော့ငါနဲ့တခါမှမတွေ့ဖြစ်ပါလားဘယ်တွေ့ဖြစ်မှာလဲကျွန်တော်ကပလဲကျွန်းဝန်တန်းလိုက်มาနေတာမင်းကပလဲကျွန်းကိုဘယ်ကနေဘလို့သွားနေရတာ ဒီလိုပါဆရာကျွန်တော်ကပလဲကျုံဝင်နှန်းဖြစ်နေပါပြီရင်ငုံတမဒိုင်ဘာအလုပ်ပဲခရမ်းမော်ရွာကရင်ငုံကောင်းဆောင်ကိုမြင့်အောင်ကအလုပ်သွင်းပေးတာပလဲတင်းမောနဲ့ခရီးထွက်ပြီးနေ့စဉ်ရေအောက်ကမုတ်ကောင်တွေကိုငုတ်ပေးရတာရင်ငုံဝင်နှန်းပေါ့အမေမင်းကတဲဟုတ်နေပါလားကောင်းတယ်ကောင်းတယ်ငါဝမ်းတာပါလေကွာဒီလောက်ကုန်ရင်တော့ကျွန်းကိုမင်းအမေနဲ့ညီလေးကို ျုံးကိုအမေနဲ့ညီလေးကိုတွားခေါ်ဖို့စီစဉ်ထားတယ်။ကျုံးမကပလဲဝင်တဲ့အရာတွေရှိတယ်လေ။မင်းရဲ့ဖေကမင်းတို့နဲ့အတူနေသလား။ရွာမှာတော့မမြင်တာအတော်ကြာပြီ။ပျောက်ချက်သာကောင်းနေတယ်ကွာ။အဖေအကြောင်းတော့မပြောပါနဲ့ဆရာရဲ့။အဖေကတိတ်ဆိုးလို့တော့အမေကအဖေကိုလက်မခံချင်ဘူး။ဆွေမျိုးတွေကလည်းရွာကိုအလားမခံဘူးလေ။အမေကအသက်ကြီးလာပြီဆိုတော့အရင်လိုအလုံးမလုံးနိုင်တော့ဘူး။ပြီးတော့မျက်စိကလည်းတိတ်မကောင်းလာဘူး။အမေနဲ့ညီလေးကိုကျွန်တော်ကြွေးမွေးပြုစုရမှာပေါ့ မိဘကိုအလုပ်ကျေးပြူတာမုံမြတ်ပါလေကွာကုသိုလ်လည်းရတာပေါ့လူသားတို့ကိုနတ်သားတို့ခေါ်တာပေါ့ကွာညီလေးကိုလည်းကျွန်တော်ចောင်းထားပေးခြင်း ਨੇ ရွာចောင်းကအចောင်းပြောင်းလက်မှတ်ယူလာပေးမယ်ဆရာတို့ចောင်းမှာထားမယ်ဆရာတက်နိုင်သလားကျွန်တော်ညီလေးကိုအကူညီပေးစေခြင်း ਨੇ ညီလေးကအသက်နည်းနည်းကြီးနေပြီဆရာရဲ့သူများတွေဆိုသူအတန်းနဲ့သူသူအရွယ်တွေ6တန်းလောက်တောင်ရောက်ကုန်ကြပြီသူကခုမှ၄တန်းပဲရှိသေးတာအဖေကြောင့်ကျွန်တော်လိုចောင်းတော်ပိုင်းတဲ့စားမဖြစ်စေချင်ဘူးဆရာ ကျွန်တော်လည်းလာကြရဝန်တန်းဆိုတော့သူ့ကိုကြောင်းထားပေးနိုင်ပြီပေါ့သူ့ကိုအ ਨੇ ဆုံးဆယ်တန်းပညာလောက်တော့အောင်စေချင်တယ်ဆရာရဲ့မင်းရဲ့ရည်မှန်းချက်ကိုဆရာလေးစားပါတယ်ကွယ်ပေါက်တူးလေးအတွက်လိုအပ်တဲ့စာအုပ်စာတမ်းတွေဆရာကူညီပေးပါမယ်ဆရာကြီးကိုလည်းပြော့ပေးပါမယ်အဲနောက်ပြီးတော့ဆရာကိုတန်ရအောင်မယ်ဆရာရဲ့ဒီနှစ်တွေကျွန်တော်ဗိတ်ကျွန်းကိုရင်ခုတ်သုံးလာသွားရမယ်အဲအဲ့ဒီကစွန့်ငွေကြေးလေးရရင်အမေမျက်စိကိုရန်ကုန်မှာတွားပြမယ် အမေကအဲ့ဒါကိုရှိပါစေနေပါစေဆိုပြီးတော့ပြော့ပြော့ပြီးညင်းနေတယ်။ဆရာကျွန်တော်တို့ရောက်တော့ကျွန်တော်အမေကိုရန်ကုန်မှာမျက်စိသွားပြဖို့နားချတိုက်တွန်းပေးပါအောင်ဆရာရဲ့။အလွန်ကောင်းတဲ့စိတ်တပဲကွာ။ဒေါ်ချစ်စုကငါကျွန်းရောက်တဲ့အခါအသေးချာပြော့ပြပေးပါမယ်။ဟုတ်ကဲ့ကျွန်တော်သွားအောင်မယ်ဆရာနောက်မှပဲပြန်ဆောင်ကြတာပေါ့။အေးအေးအေးဆရာလည်းအကြောင်းကိုသွားလိုက်အောင်မယ်။မိခင်နီညီလေးအပေါ်အိမ်မြတန်ရောစင်ကြီးကမိမိဘဝကို အပင်ပန်ဆင်းရဲခံ၍ပြုစုကြွေးမွေးဆောင်ချောက်ပြီးကျေးဇူးတိတတ်သည့်သူ့လိုလူငယ်လေးတဦးကိုကျွန်တော်လေးစားဂုဏ်ယူမိသည်မှာအမှန်ပင်ဖြစ်ပါလေသည်ဒီနေ့နေရာဒီတွင်မြင်းဦးတို့ပလဲကျုံဝန်တန်းများစူပေါင်းချင်ပြုကြသည်အလိုတော်ပြည့်ဆရာတော်ကြီးပလဲဆရာတော်ကြီးပလဲကျုံတွင်တောရချောင်းဆောက်ကသတင်းသုံးတရားထိုင်သည်ဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲများကပစင်းခံကြသည်ဝန်ထမ်းများကတာသမီများကိုအရှင်ပြုကြသည် မြင်ဦးလည်းသူ့ညီလေးအတွက်သူ့ချွေးနှဲစာငွေဖြင့်တင်ကံပရိခရာများဝယ်သည် ကျွန်တော်ကိုလည်းရှင်ပြူပွဲသို့ရောက်လာရန်အလှဖိတ်စာပို့သွားသည်အလိုတော်ပြည့်ဆရာတော်ကြီးကိုဖူးမြော်ရင်းကျွန်တော်တို့မိသားစုအလှသို့သွားပြစ်ခဲ့သည်ရှင်ပြူသည့်အခါဖခင်ကိုစားညီငယ်ကိုရှင်ပြူပေးရသည်မြင်ဦးတို့မိသားစု၏အဖြစ်ကိုကြည့်၍ဝမ်းနည်းကြေကွဲမိသည်မိဆောင်ဖတ်တော်ရှင်ပြူရခြင်းသည်အလှတို့အဖို့ ပပိစာတန်ခအမွေကိုခံယူရခြင်းလှူဒန်းရသည့်တရတရားပိတိဒေါမနတကိုခံစားရခြင်းသည်အလွန်ပင်အမုံအမြတ်အထုအထိပ်ပင်ဖြစ်သည်ယခုကဖခင်တည်းဟုသောနေရာကွက်လက်တစ်ခုကြောင့်မြင်ဦးတို့သားအမိမှာမပြောနိုင်ကြပဲမျက်ရည်ဆန်းဆန်းဖြစ်နေရရှာသည်ကျွန်တော်မှမူသူတို့ကိုမနှင့်သိရဲ့ပေတထောင်တနေရာမှာအာတုံအာနာနှင့်မတိကျုံပြူကအလှပွဲမှာပြန်ခဲ့ရလီတော်သည် ပလဲကျွန်းတို့ပည့်ရတိုင်းအခွင့်အခါတဲ့ရင်ကျွန်တော်အလဲပတ်သွားလေရှိသည်သူဤနွမ်းနယ်ပင်ပန်းလာသည့်ဘဝကိုတခဏတာမှအပန်းဖြေသွားခြင်းဖြစ်သည်ပလဲကျွန်းဖောင်သိမ့်နှင့်ကျွန်းထိပ်ပေါ်သို့သွား၍ငားများသည်ရီကောက်၍ကြွေချောခယူများကောက်သည်ပေါတူးအမေကသူ့တွင်ရှိသည်များနှင့်ကျွန်တော်ကိုအဲ့ဝှက်ကြည်ပြွန်သွားချက်ပြုတ်ကျွေးမွေသည်ကျွန်တော်တို့တပည့်များကသူတို့ရတဲ့သမျှပင်လယ်ဟင်းလျာများကိုလာပေးကြသည်ရင်ငန်ငါးမျိုးစုံရောက်သွား မုတ်ကောင်အသေးသာခယူကုန်းရေပဝဲစသည်တို့ကိုလည်းသူတို့ဖမ်းဆီးရရှိရရှိခဲ့သည်များအိမ်ပြန်လက်ဆောင်ပေးကြသည်ဘဟုတုဒ္ဒလုံငါသူတို့ပလဲချိုးချင်းဌာနဆိုင်ရာလုပ်ငန်းကိုလည်းလေ့လာခွင့်ရသည်မုတ်ကောင်မုတ်ရှင်မုတ်ရှင်ရရှင်မုတ်ရှင်ရရှာခြင်းမုတ်ရှင်ဖော်ခြင်းမုတ်ကောင်ဝစ်ဆန်သွင်းခြင်းမုတ်ကောင်မှပလဲထုတ်လုပ်ခြင်းရေအောက်တွင် မုတ်ကောင်ငုံခြင်းအတွေ့အကြုံများ ရေအောင်မြင်ခွင်းများအကြောင်းစသည့်ပလဲမွေးမြူထုတ်လို့ရေးအကြောင်းလေးလာကိုသိရှင်ခွင့်ရခဲ့သည်မွေးပလဲတစ်လုံးရရန်သုံးနှစ်ခန့်ကြာမြင်ကြောင်းမွေးမြူသည့်မုတ်ကောင်အပေါ်မူတည်၍ရွှေရောင်ရွှေအိုရောင်ငွေရောင်အနှင်းစသည်ဖြင့်အရေးအရေးသွေးအမျိုးမျိုးရှိကြောင်းအချို့မုတ်ကောင်များမှာတဘာဝပလဲများကိုလည်းတွေ့ရှိရကြောင်းသိရှိခဲ့ရနေသည်မုတ်ကောင်များသည်သုံးလမမှသည်တပေကန့်ရှိကြကြောင်းမုတ်ကောင်များကိုပင်လယ်ရေအောက်ရင်းနှီးပိုင်းမှသာတွေ့ရှိနိုင်ကြောင်း မောက်ကောင်ကိုဝန်တန်းများသည်ကြေးကောင်းပါရင်ငုံဝိစုံကိုဝိစင်ရကြောင်းကြေးကောင်းဝိစုံတဲ့သူရင်ငုံတမားများအသက်ရှူနိုင်ရန်ပလဲတင်းမောပေါ်မှပိုက်လိုင်းများဖြင့်လေပေးဆက်များချိန်ဆပေးလေရှိကြောင်းပထမတွင် ရေပေါ်အတက်အဆင်းကိစ္စခရင်ကြောင်းနောက်မှသာအဆင်ပြေကြကြောင်းရေထဲတွင်သွားလာလှုပ်ရှားရသည်မှာမလွယ်ကူပဲကြွန့်ကျင်မှုလိုကြောင်းသိရှိရလေသည်မြမမွေးပလဲများသည်အရေသွေးကောင်းခြင်းအရွယ်အစားကြီးမှခြင်း ပွင့်ရီကောင်းခြင်းများကြောင့်ကပ္ပပလဲစည်းကွက်တွင်ရောင်ပန်းလာကြောင်းအရှင်7မီလီမီတာမှ16မီလီမီတာအထိရှိကြောင်းသိရှိရလေသည်သို့တော်တန်ရွယ်ပလဲစခန်းမှာ ပလဲများမှာရေတိမ်ဒေသဖြစ်ခြင်းစားငံ့ရေးဒီဂရီမပြည့်ဝခြင်းတဘာဝအနေအထားမမှန်ကန်ခြင်းတို့ကြောင့်ပလဲမွေးမြူခြင်းမအောင်မြင်ကြောင်းတန်ရွယ်ပလဲကျွန်းမှာအနက်အနက်ရောင်ပလဲများလည်းထွက်ချီကြောင်းသိရှိကြရလေသည်မြင်ဦးတို့တင်နန်းတော်တရသည့်ဘိတ်ပလဲကျွန်း မလီကျွန်းရွှေချင်းကျွန်းတို့အကြောင်းနှင့်ကုမ္ပဏီအချို့မှဖက်ဆက်လောက်ကိုင်းနေသည်မကြီးပင် မကြီးပင်ဆောင်ကျွန်းဇင်ယော်ကျွန်းဒိုမဲကျွန်းပလဲအော်ကျွန်းစိန်လုံကျွန်းတို့ဖြင့်ပလဲမွေးမြူရေးလုပ်ငန်းများအကြောင်းကိုမြင်ဦးက ခရီးစီတွင်းကြသူအထွေကျုံများကိုကျွန်တော်အားစီကားပတ်ကုန်းပြောပြပါသည်တန်တွဲပလဲကျွန်းပေါ်သို့အန္တဝါဘူမိဗေဒဘွဲ့ရများ ပြင်ပဘွဲ့ရပလဲမွေးမြူရေးပညာ ဝိဇ္ဇံသွင်းပညာပလဲထုတ်လို့ရင်းပညာကိုဝါရင်မွေးမြူမွေးမြူမှုပလဲမွေးမြူမှုထုတ်လို့ရင်းမွေးမြူမှုမူများထံမှာလက်တွေ့ကြကြပညာသင်သင်တန်းတက်ကြရသည်မွေးမြူလောင်းများမှာလူငယ်များဖြစ်ကြ၍အမျိုးသားရော အမျိုးသမီးပါသင်တန်းတက်ရောက်ကြရသည်ကမ်းရှင်မှာတဖာလုံးသာဝေးသည့်ပလဲကျွန်းတွင်ဝန်ထမ်းအင်အားများစောက်ထားသည်အထူးအပ်သည်လူကြီးလူကောင်းများအတွေ့ BIB နာ နားနေဆောင်တစ်ခုလည်းတည်သက်စွာဆောက်လုပ်ထားသည်အခန်းထဲတွင်မောက်ကောင်အခွန်ချမ်းအရွယ်အစားအမျိုးမျိုးအယောင်သွေးအမျိုးမျိုးပလဲဝိဆံအမျိုးစုံများကိုနိုင်ရကတ်တင်မောကြီးတွင်နိုင်ရကတ်ဘောကြီးတစ်ခုတွင် အလှပြကတ်ထားလေသည် ခလန်းလန်းရှိကျွန်းအလယ်လောက်တွင် ပလဲဝိဆံတွင်တွင်ဆောင်မောက်ကောင်များတူလောင်ရာအဆောင်နှင့်ပလဲမုတ်ချင်းများတူလောင်ထားချီရာအဆောင်သူတင်သနာဆောင်နှင့်ပလဲထုတ်လုပ်သည့်အဆောင်များကိုအတီးတီးဆောက်လုပ်ထားလေသည်ထိုအဆောင်များကို ပေါ်ပေါ်တရားများဆောက်လုပ်ရေးတွေ့တန်းထားကြည်သည်တဆောင်နှင့်တဆောင်ကူးတန်းသွားလာသည့်ဇင်းညံတရားများဖြစ်သည်၎င်းနှင့်ဆက်၍မုံရှင်းများချ၍ပလဲမွေးမြူရန်ဘောဒန်းနှင့်လေတင်းမောဆိုင်ကဲ့ရာ ဖောင်စိတ်မှတဆက်သေးဖြစ်လေသည်အုတ်ကြုံမူမှန်တမှန်တတာပြင်ကတော်ပြင်စီပြင်အောင်အဆောင်ကောင်းများဖြစ်သည် ပလဲမွေးမြူရေးဌာနမှအန္တရာယ်ကြီးမားလာသော ရင်ငုံဝင်တန်းများမှာခက်ခဲပင်ပန်းလာသည်အချို့ဆိုလည်းရင်ရင်ငုံရင်ရင်နာကြခြင်းနှလုံးကွက်ထွက်ခြင်းအဆုံးအပွက်ထွက်ခြင်းတို့ဖြင့်တေဆုံးရသည့်အသည့်အသက်ကိုရင်း၍လောက်ကန်ရသည်တန်ဖိုးကြီးမသည့်လုပ်ငန်းဖြစ်သည်နိုင်ငံတော်မှပလဲဝင်တန်းဝါရင်များကိုဖက်ဆက်ကုမ္ပဏီများကအလှည့်ကျခေါ်ယူကာပလဲမွေးမြူရေးလုပ်ငန်းကိုလောက်ကန်လျက်ရှိကြသည်စုကြည်လဲကောင်းသည့်ဖြင့်ရင်ငုံဝင်တန်းနှင့်ကုမ္ပဏီဝင်တန်းများလက်ဖျားငွေတည်ကြသည်ဘိတ်ပလဲကျုံများသည့်ရေအလွန်အလွန်တရာနဲ့၍ ရေစည်းလဲကြံ့ကြသည်ရင်ငုံအဖွဲသည်ကိုအဖွဲနှင့်ကိုအလှဲကြရင်ငုံကမုတ်ကောင်များကိုရှာဖွေပေးကြံ့ကြသည်ရင်ငုံကောင်းဆောင် လေပေးဆက်စံမောင်းတော်မှာအန်ဒီရဲ့အချက်ပေးခါချိုးကင်သူတို့မှာအလွန်အရေးကြီးပါသည်ရေအောက်တွင်ပိုက်ညှိ၍လေချူပေါက်လေချူပေါက်ပိတ်ခြင်းလေးပေါင်းမပြေခြင်းနှင့်အရှားရေပေးအန်ဒီရဲ့တစ်ခုခုနှင့်ကြုံရပါကခါချိုးကိုလှုပ်၍တင်းမောပေါ်မှခါချိုးကင်သူကိုအချက်ပြား ဆွတ်တင်ရသည်တစ်ချက်နှစ်ချက်သုံးချက်သို့မဟုတ်အချိန်ချင်းလှုပ်ခတ်ပေးခြင်းဖြင့်ရေပေါ်ရေအောက်တွေ့တန်းရသည်အန္ဒီရအခက်ခဲတစ်ခုခုနှင့်ကြုံလာလျင်ခါးချိုးကင်တို့ကရေအောက်မှကြေးကောင်းစို့ရေငုပ်ဝတ်ဆောင်နေရေငုပ်သမားကိုရေပေါ်သို့ဆွတ်တင်ရသည်သို့သောရေပေါ်သို့ရှက်ချင်းပြေးမတတ်စေပဲရေထဲတွင်မိနစ်အနည်းငယ်နေပြီးမှလေတင်းမောပေါ်သို့တက်ရသည် ရင်နဲ့ပိုင်းသည်ရေပီအားများစွာပြင်းလှပေရာရင်ကိုယ်သမားတို့ဦးဤသွေးပောင်အတက်အကျနှုံးမှာရုပ်ရှိပြောင်းလဲမှုတန်ကြောင့်ရေနာကြကလေဖြတ်ခြင်းသွေးကြောပေါက်ကွယ်ခြင်းအဆုတ်နှင့်နှလုံးထိခိုက်ခြင်းတို့ဖြစ်လေသည်ရေနာကြလျင်အစစ်အမြင်များအလွန်တရာကြိုက်ခဲနာခြင်း၍ဒုက္ခရောက်နိုင်သည်ရင်ကိုယ်သမားများသည်မုတ်ကောင်ငုတ်၍ခြာဖွေရာတွင်ရေစင်းနှင့်အတူလိုက်ကမုတ်ကောင်ခြာဖွေရသည် ရေစုံမဟုတ်ပဲရေဆန်သွားမိပါကလည်းရင်ကုန်သမားအဖို့ရေနာကြတတ်လေသည်ရေထဲတွင်ကြောက်ခဲများကိုခလုံးမတိုက်မိစေရရင်ကုန်သမားများသည်နေ့စဉ်နာရီပိုင်းနှင့်အလှဲ့ကြမောက်ကောင်ချပွေငုတ်ယူကြရသည် ရင်ကုန်ပွေစုံကိုဝှက်ထားပြီးလေပောင်ပြည့်ပါက လမောင်းနှစ်ဖက်ကိုဘေးတွင်ကတ်ဆူထားပါကရေအောက်သို့ချော့ကနေဆင်းသက်နိုင်ပြီးရင်ကုန်ပွေစုံလက်ကိုဘေးနှစ်ဖက်သို့စံတန်းထားပါက ရေပေါ်သို့အလိုလိုပေါ်တက်လာလေသည်ရေအောက်တွင် တဆွန်ဆံပြားရင်ငုတ်စွန်စားရင်ငုတ်ကမိဘလှုပ်ကျွေးနေသည့်မြင်ဦးလိုလူငယ်လေးကိုကျွန်တော်အလွန်လေးစားတန်ဖိုးထားမိသည်ပလဲဌာနမှာဆက်သွယ်ရေးဆက်ဝန်တန်း RO ကိုတန်းထွန်ကကျင်းနန်းကျင်းနန်းဆိုင်ရွက်ကလေးကိုကျွန်တော်အားကန့်ပေးလိုက်သည် ရော့ဗျာဆရာထွေဖတ်ကြည့်လိုက်စမ်းပါဟုတ်ဟုတ်ကဲ့ RO ကြီးကိုတန်းထွန်ကံပေလာသည့်ဌာနဆိုင်ရာကျင်းနံကျင်းနံကိုလှမ်းယူရင်းကျွန်တော်လက်များ ုံလှုပ်နေသည်မထွေမမေတန်းနှင့်ကိုသိန်းလွင်ဇနီးမမေငယ်တို့ကမျက်နှာသေးကလေးတွေဖြင့်ကျွန်တော်ကိုလှမ်းကြည့်နေကြသည်ကျင်းနန်းစာကိုဖတ်ရင်ကျွန်တော်ရင်ထဲတွင်အမျိုးမိမတည်သောဝေဒနာတရက်ကိုခံစားလိုက်ရသည်ရင်ထဲတွင်တလက်လက်နှင့်နှလုံးခုန်နှုန်းကမြန်မြန်တက်မြန်လာသည် မျက်စိမကောင်းသဖြင့်ကျင်းနန်းစာကိုဖတ်ခွင့်မရသည့်ဒေါ်ချစ်စုကကျွန်တော်စာဖတ်တန်ကိုနားဆွေနေသည်ကျွန်တော်အတန်ထက်၍မဖတ်နိုင်လောက်အောင်ပင်မချင်မရဲဖြစ်နေမိသည် မတ္တသာတိအဆုံးတွင်အတန်တုံကြီးအကွဲစာဖြင့်ဖတ်ပြရလေတော်သည်ကျင်းနန်းစာမှာရေငုံငွေနှမ်းမောင်မြင်ဦးကွယ်လွန်ခဲ့ပါသည်ရေအနှက်ရေအောက်ပင်300ခန့်တွင်မြင်ဦးတို့ရေငုံအဖွဲမောက်ကောင်ငုတ်ကြသည်ရေငုံပြီးတနာရကြတွင် ရေစီးပြင်းလာပြီးတင်းမောလဲထွက်သွားကရေငုံလေးပါကျိုးများချုပ်ထွေးကုန်ကြသည် ရေစီးအားကြောင့်မြင်ဦးဤခါကျိုးရော လေပိုက်ပါကြောက်ဆောင်တစ်ခုတွင်ညိနေတော်သည်ခါကြိုးညိနေသဖြင့်အချက်ပေးပြမရတော့အထက်မှခါကြိုးဆွဲတင်တော်လဲကျိုးညိနေသဖြင့်ပါမလာပြီရေပိုက်ခောက်သွား၍ကြေးကောင်းထဲတွင်လေကုန်သွားလေတော်သည်အတွေ့အကြုံနှုတ်နေ၍လုံသက်မရသေးသည့်မြင်ဦးသည်ကြေးကောင်းကိုအတင်းဆွဲချုပ်လိုက်သည်ကြောက်လန့်စိုးရင်စိတ်ဖြင့်ရေမျက်နှာပြင်ပေါ်သို့အာကုန်တွန်းထိုးတက်လိုက်သည်အလွန်နှချိုင်းလာသည့်ရေအောက်မြေပြင်မှရေပီအားကမြင်ဦးတစ်ကုန်လုံးကိုဖြစ်ညင်လိုက်သည် ွင်းပေါင်နှုံများရေဖြည့်အားကြောင့်ထိတ်မရတော့ဘဲနှလုံးနှင့်အဆုတ်ကိုလည်းပြင်းထန်စွာဖြစ်ညှဲ့လိုက်တကယ်သို့ရှိသည်ထိုအချင်းမျိုးထိုအချင်းမျိုးတွင်ဝါရင်ရင်ကိုယ်သမားဆိုပါကရေပေါ်သို့တက်ရာတွင် ရေကိုတလုံးချင်းတောက်၍တဖြည်းဖြည်းချင်းတွန့်ထိုးကရေပေါ်သို့တက်ရမည်ရေထဲတွင်မင်းနှင့်အတော်တော်ကြကြစိန်နေရမည်တမချိန်ပြည့်၍အချင်းနေကောင်းမှလေပေါ်သို့တက်ရမည်ဖြစ်သည်မြင်ဦးသည်တင်းမောနှင့်ဝါတပြံအကွာတင်းဘွားကနေပေါ်လာသည် လေပေါ်ကလူများကလက်ရက်ခေါ်ကပြန်နှစ်သွားပြန်သည်ရေငုတ်အကူများကရှက်ရှင်လိုက်ဆဲတော့လဲတော်တော်နှစ်မရနိုင်ပဲပြန်မတွေ့နိုင်ပဲဖြစ်နေသည်သူ့ကိုတင်းမောပေါ်သို့ဆွဲတင်လိုက်ကြသည်သူ့ကိုထမ်း၍ရေများအားအန်ထုတ်အောင် လုပ်ပေးကြသည်ရင်ဘက်ကိုဖိနှက်၍လဲနှလုံးသွေးကို ပြန်နှိုးသည်နှာခေါင်းနှင့်လားဗစက်တို့မှသွေးများသွားယိုစီးထွက်လာတော့သည်မြင်ဦး၏နှလုံးနှင့်အဆုံများပေါက်ကွဲရေတည်ဆုံးသွားခဲ့ပြီဖြစ်သည်မြင်ဦးသည် ပလဲဌာနဝန်ထမ်းကောင်းတဦးဖြစ်ပါသည်ကျင်းနန်းသာဆုံးသွားသောအခါမိငယ်တို့မိထွေးတို့မမေတန်းတို့ငိုကြသည်ဒေါ်ကျေစုမှမငိုနိုင်တော့ပဲစွတ်တက်မေးမျောသွားလီတော်သည်ဟဲ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 လောက်ကြပါအောင်ဒေါ်ကျေစုမေ့လေသွားပြီမြန်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 ရက်ကပ်ပေးကြပါအောင်ဟဲ့နှာနိုင်ပေးကြပါအောင်ဟဲ့အားလုံးကမျက်ရည်လဲဆွဲနေဝိုင်းဝန်းနှိမ့်နေပေးခြင်းကြောင့်ဒေါ်ရှိစုသတိပြန်လည်လာသည်သူ့ကိုဖိမရွေပလဲယုံကန်းတဲ့သူကိုခေါ်သွားကြသည် မြင်ဦးကွယ်လွန်ပြီးနောက်သုံးရက်အကြာတွင် ပလဲကျုံကြီးမြင်ဦး၏နေရာအခန်းတွင် မြင်ဦးအတွက်ရက်လက်ဆွန်းသောအလူလေးပြုလုပ်ပေးကြသည်ပလဲယုံအနည်းအနည်းကြီးနတ်မော်တောင်စွန်ပလဲပရိယတ်တိဆရာတော်ဦးအိန္ဒရာစာရကတင့်ဆောင်၍လူဝဲပစ္စည်းများကတ်လိုကြသည်ဆရာတော်ကမမြဲသောတရားတော်နှင့်လူတိုင်းလူတိုင်းကြီးငယ်မဟုအမျိုးအစားမရွေးအစဉ်တမ်းမရွေးဤခရီးကို၆ရက်ရသည်မှမလွဲမသွေဖြစ်သည် ထို့ကြောင့်မနာခင်မအိုခင်မတေခင်တီလာမှုဒါနာကောင်းမှုတို့ကိုပြုလုပ်ကြပါဟု တိုက်တွန်းအတည်ပြုပြီးဟောကြားသွားလေသည်ဆရာတော်ကိုဆုံးကပ်၍ကျန်လူများကိုမုံဟင်းကားကြွေပါသည်ကျွန်တော်ယခုတခါကျွန်းပေါ်သို့ရောက်သွားခဲ့ပါသည်ခါတိုင်းလိုမြင်ဦးတို့မိသားစုထံကျွန်တော်တပည့်ပေါက်တူးထံအနာယူစိတ်အပန်းဖြေရန်သွားတော်ခရီးမဟုတ်ပါစိတ်ပင်ပန်းစရာဝမ်းနည်းမှုအပေါင်းတို့နှင့်ကြေကွဲစွာတွားရသောအချိန်သာဖြစ်ခဲ့သည် ဆရာတော်ဟောသွားသည့်တရားကိုမကြားတစ်ချက်ကြားတစ်ချက်နည်းမြင်ဦးမျက်နာကိုသာအကျဉ်းချင်းမြင်ရောက်မိလက်မြင်မြင်ရောက်မိလာလေတော့သည်သူတို့အမိတွေရဲ့အဖြစ်ကိုကြည်ရင်ဒေါ်ချစ်စုငိုယိုမိတန်းနေသည်ကိုကြည်ရင်စို့နေကြေကွဲမိလေသည်လူအများရှိတွင်စိတ်ထင်းနေသည့်ကြားမှာပင်တပေါက်သောမျက်ရည်ဆက်သည်ပလဲဝန်နှန်းဆောင်ကျမ်းပြင်ပေါ်သို့ပေါက်ခနဲကြဖြင့်အောင်ကြသွားလိုက်သည်မြမပလဲရဲ့မြမပလဲရတနာများကဘာပေါ်တွင် ဈေးကွက်ဝင်ရောက်မျက်နှာပန်းလှအောင်မောက်ကောင်များကိုရေအောက်ကျမ်းပြင်တွင်ကြိုးစားချခွေပင်းရင်ရေအောက်တွင်အသက်ဆုံးသွားခဲ့သည်ပလဲဌာနဝန်တန်းကောင်းရေငုတ်သူရဲကောင်းပလဲနှင့်အမြင့်ဦးအတွေ့ကြားမိသည့်မျက်ရည်ဆက်ဟုသာကျွန်တော်ယင်နေတွင်စွတ်မှန်လိုက်မိပါတော့သည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်အားဖြည့်ပေးခဲ့ကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မတော်မတူဦးတယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့တွေနောက်ရက်တွေမှာ ဝိထုကောင်းလေးတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးဘေးကင်းကြပါကြပါစေခင်ဗျာ